ပရိသတ်တို့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အန်ကင်မူပါဆိုတော့ဒီနေ့စီစဉ်လို့မစားကမှ channel subscribe လို့ဘေးနားအခောင်းလောက်နှိပ်ပြီးတော့ဒေတာပေါ့ VPN လေးဖွင့်ပြီးတော့ကြည့်ပေးကြဖို့လဲမေတ္တာရက်ခံပြစီဆိုတော့ဒီနေ့မှာကတော့ပြီးခဲ့တဲ့ဂျပန်အစားတင်ပြီးတော့ပြန်လဲတင်ဆက်လာခဲ့တဲ့ Jackie Season 2ရဲ့အပိုင်း3ရောက်ရှိလာပြီဖြစ်ပါတယ်အဲ့တော့အပိုင်း1မှာတော့အသေးကံဘုံခွဲဖို့လုပ်ခဲ့တဲ့တကောင်နဲ့နောက်ပြီးတော့အပိုင်းနဲ့မှာဂျိတ်တွေနောက်ကိုဖျားချောင်းတွေပါလိုက်လာတဲ့ကင်းတော့ Jackie တို့နဲ့တော်တော်လေးကိုလည်းဇက်ရှင်ရမြင့်နေဖြစ်တဲ့တို့ကဒီနေ့အပိုင်း3မှာဘလို့တွေဆက်ပြီးတော့လာအောင်လဲဆိုတော့ ကြိတ်ရှုခန်းစားလိုက်ရအောင်ပါခင်ဗျာဒီပိုင်းဆောင်မှာတော့ Father Price ကဂျိတ်ကိုအယုတ်ပမာလဲဆိုပြီးတော့ထပ်ပြီးတော့မေးနေပြန်ပါတယ်ဂျိတ်က "तू မတီးဘူး"လို့ပြောတော့ Father လုံခဲ့တဲ့၃ရက်ကဒီခန်းထဲမှာမင်းကိုအယုတ်နဲ့တူငါပိတ်ထားတော့အဲ့အယုတ်ပျောက်သွားတာလေးလို့ပြောလိုက်ပါတယ်ပြီးတော့ Trevor နဲ့တခြားအကြောင်းသားတွေကိုမြေလံရှာခန်းလိုက်ရင်အယုတ်ကိုပြန်တွေ့မှာပဲဒါဆိုရင်မင်းပြစ်ပေးခံရမယ်ဒါမှမဟုတ်အဲ့လိုငါမလုပ်ချင်ဘူးမင်းကိုမန္တာလုပ်ဖို့ငါအခွင့်အရေးပေးမယ် မန္နာလို့ရတဲ့ခံစားချက်ကိုမင်းကိုသိစေခြင်းနဲ့ဒါမဲ့ငါအကြာကြီးတို့စောင့်မှာမဟုတ်ဘူးလို့ပြောလိုက်ပြီးဂျိတ်ကိုပြန်လှုပ်ပေးလိုက်ပါလေဂျက်ကီရောဂျိတ်တို့အခန်းထဲမှာဖန်ထားဆဲဖြစ်ပြီးတော့ဂျိတ်ပြန်လာတာကိုဒေးဗန်လက်စီနဲ့နဒင်းတို့သုံးယောက်သားစောင့်နေကြတာပါလက်စီကဂျက်ကီရဲ့ဖုန်းကိုစစ်ကြည့်နေပေမဲ့ဂျက်ကီသူ့အတူရှောက်ရိုက်ထားတဲ့ဆာဖီတွေပဲတွေ့ရပါလေဖုန်းကွန်တက်ထဲမှာတော့ကာနေဆိုတဲ့နာမည်တစ်ခုကိုမြင်လိုက်ရပါလေအားနဲ့သူတို့ရင်ကုန်နှုတ်ပိတ်နေတဲ့ဂျက်ကီကိုစကားပြောလောင်လို့ဖို့စူးစမ်းရပါတော့လေအဲ့အချိန်မှာလက်စီကတော့ဈေးမချလို့လက်တွေတုံနေခဲ့ပါပြီ သူငယ်ချင်းတွေတိမာဆိုးလို့လက်စီကဘာမှမဖြစ်ချင်ရန်စောင့်နေရတာဖြစ်ပါတယ်။ဒေဗန်နဲ့ဂျိတ်တို့ကတော့ဓာတ်အုပ်ယူပြီးတော့ချက်ကီးကိုစစ်ကြောရေးလုပ်ဖို့အတွက်ပြင်နေကြပါဘူး။ဒေဗန်ချက်ကီးကိုပြောမေးပါလို့ဘူးကြံနေရလဲ။ငါတို့ဘာကိစ္စဓာတ်ပုံတွေလာပြီးတော့ရိုက်နေရတာလဲလို့မေးပေမဲ့ချက်ကီးကဘာမှမဖြေပါဘူး။အဲ့ဒါနဲ့ဒေဗန်ချက်ကီးရဲ့လက်ညှိုးထိတ်ကိုဓာတ်နဲ့ထိုးပြီးတော့နှိပ်ဆက်ပြီးတော့မေးဖို့လုပ်ပါတယ်။ဒါပေမဲ့မောင်ချက်ကီးကအဲ့လိုတွေနှိပ်ဆက်တာကိုပျော်ပြီးတော့တဟီထားတော့လုံနေအတွက်ဂျိတ်တို့တွေစိတ်ညစ်သွားပါတယ်။ဒေဗန်ကငါတို့ဒီဆောက်ယူကိုဒီလိုနှိပ်ဆက်နေလို့လဲဘာမှထူးမှာမဟုတ် သူငါတို့မတတ်ခင်ငါတို့အရင်တတ်ပစ်လိုက်မယ်လို့ပြောလိုက်ပါတယ်။ဒါမဲ့ဂျိတ်ကငါတို့သူ့ကိုတတ်လို့မရသေးဘူးကွာ။သူပါတိထားလဲဆိုတာရအောင်မေးမှဖြစ်မယ်လို့ပြောလိုက်ပါတယ်။အဲတော့ဂျိတ်ကအမျိုးမျိုးချင်းချောက်ပြီးတော့မေးနေပေမဲ့ဂျက်ကီကတော့တဟီးနဲ့ပဲရည်နေပြီးသူတို့ကိုဂယုမဆိုင်ပါဘူး။နောက်တစ်ခါမှတော့ဂျိတ်တို့ကစစ်စတာကက်သရင်းရဲ့အတန်းထဲမှာဖြစ်ပြီးတော့စာတင်လို့ပြီးတဲ့အချိန်မှာတော့စစ်စတာကဂျိတ်ကိုတခုကြောင့်အပြစ်ရှိလို့ခံစားရရင်ဒါမှမဟုတ်ဝမ်းနေတာမျိုးဖြစ်လာရင်အချိန်မျိုးသူ့ကိုစကားလာပြောဖို့မှားနေပါလေ။ ဂျိတ်ကသူ့ကိုယ်သူဘယ်တော့မှခွင့်လွှတ်နိုင်မှာမဟုတ်ဘူးလို့ထင်တယ်လို့ပြောလိုက်တော့စစ်စတာကတခါလီမှာကိုကိုကိုခွင့်လွှတ်နိုင်မှုဆိုရင်ကိုကိုအပြစ်ပြုခဲ့တဲ့သူတွေကိုအရင် ခွင့်လွှတ်နိုင်ရတယ်လို့ပြောလိုက်ပါတယ်။နောက်တစ်ခါမှတော့လက်စီကဈေးခိုးချနေပြန်ပြီးတော့သူ့ကိုထရာဘာကတွေ့သွားခဲ့ပါတော့တယ်။ထရာဘာဒါပါလဲလို့မေးလိုက်တော့လက်စီကအလက်ဂျီရှိလို့ငါဈေးတောက်နေရလို့ပြောလိုက်ပါတယ်။အာနဲ့ထရာဘာကအကြောင်းသားတွေကကိုဈေးကိုစောင့်ထားလို့မရဘူး။ဈေးကန်းထဲမှာပဲအကုန်ပိတ်ထားတာလို့ပြောလိုက်ပါတယ်။လက်စီကဂူးမဆိုင်ပဲထွက်သွားဖို့လုပ်ပေမဲ့ထရာဘာက ဈေးဘူးပေါ်မှာနေမိနိုင်မယ်တွေ့တယ်တော့လို့ပြောလိုက်ပါတယ်။ပြီးတော့ Trevor ဒီနေရာမှာဈေးနဲ့ပတ်သက်ရင်သတိထားနော်။ဒီနေရာအရန်ကိုတင်းကျပ်တယ်။တယောက်ကနေဈေးသုံးတယ်လို့ထင်သွားရင်ငါလိုပဲနေလဲအသက်18နှစ်တိဒီမှာနေသွားလိမ့်မယ်လို့ချိန်ချောက်လိုက်ပါတယ်။ဂျေတို့အခန်းထဲမှာတော့ Devan ဒီနေ့အတန်းမတက်ပဲ Jackie ကိုစောင့်ကြည့်နေတာဖြစ်ပြီးတော့ Jackie ကမင်းငါ့ကိုတိုက်ရဲလို့လား။မင်းမှလူတိုက်ရဲတဲ့စားမရှိပါဘူးကွာလို့လောင်ပြီးတော့ပြောနေပါတယ်။ပြီးတော့ငါဆေးတစားလူသက်ကောင်းနေတဲ့မှာစောက်ကျန်းရွယ်ကွာအကျန်းဆုံးပဲ။ အဲ့တော့လူတန်ရတဲ့ဗီဇာရှိတဲ့ကောင်ဆိုငါသိတယ်ငါတက်ခဲ့တဲ့လူတွေကမင်း Instagram follower ပေါင်းထက်တောင်ပိုများသေးတယ်ကွာလို့ပြောလိုက်ပါသေးတယ်ချက်ကီကမင်းငါ့ကိုလာရှုပ်လို့ရမထင်နေလားငါမင်းမေကိုတက်ခဲ့တာနော်ငါမင်းမေကိုတောင်တက်ခဲ့တာကွာလို့ပြောလိုက်တော့ဒေဗန်လည်းဒေါသထွက်ပြီးတော့ချက်ကီကိုဓာတ်နဲ့ထိုးဖို့လုပ်ပါတော့တယ်အဲ့ဒီအချိန်မှာပဲဂျေးရောက်လာပြီးတော့ဒေဗန်မင်းဘာလုပ်နေရလဲဆိုတော့ဒေဗန်လည်းစိတ်တုံနေပဲဓာတ်ကိုပြန်ချထားလိုက်ရပါတယ်တပတ်မှနှစ်တင်းကတော့အိုမယ်လီဆွဲဖာသာတယောက်စီကိုလာပြီးတော့အပြည့်ဝင်ခံဖို့လုပ်နေပါတယ် ဖာသာတော့အရင်ကနဒင်းတယောက်ဘလောက်တောင်နားဒုက္ခပေးထားလဲမသိပါဘူး။နဒင်းကိုမြင်လာနဲ့ကိုလန့်နေခဲ့ပါတယ်။နဒင်းကသူ့မှာပြောစရာတွေအများကြီးပဲလို့ဆိုလိုက်တော့ဖာသာကဒီနေ့အပြစ်ဝင်ခံခြင်းကကုံသွားပြီ။ငါလည်းကူညီခြင်းပေမဲ့သွားစရာလေးလည်းရှိသေးလို့ဆိုပြီးတော့အမြန်ပြေးပါတော့တယ်။နဒင်းကအားဆိုတမိမနဲ့ဖြံမှာပြန်လာမယ်လေဆိုတော့ဖာသာလည်းမတတ်နိုင်တော့ပဲ။ကောင်းပြီလေ။ဒါဆိုလည်းမနဲ့ဖြံမှာတွေးကြတာပေါ့လို့ပြောလိုက်ပါတော့တယ်။တဖက်မှာဒေဗန်တော့ချက်ကြီးကြောင့်ဘသူမှမထိခိုက်ခင်အရင်သားဖြစ်ဖို့ပြောနေပြီးတော့ဂျိတ်ကတော့လက်မခံပါဘူး။ သူတို့အစီအစဉ်တွေကိုမသိရင်ငါတို့ဆက်ပြီးတော့ခံရအောင်မှာပဲဒီကောင်းကိုရအောင်မေးမှရလိမ့်မယ်လို့ပြောလိုက်ပါတယ်ဒေဗန်ငါတို့တွေနှိမ့်ဆက်ခံတာကြိုက်တဲ့ကောင်နှိမ့်ဆက်ပြီးတော့မေးလို့မရဘူးလေလို့ပြောလိုက်တာပါသူတို့နှစ်ယောက်အမှငင်းခုန်နေတိုင်းနဲ့ဂျိတ်ကအကြံတစ်ခုရလာခဲ့ပါတယ်အဲ့ဒါကတော့ချက်ကီကို brain wash လုပ်ပြဖို့ပါအုံနောက်ဆေးပြဖို့ပါဒေဗန်ချက်ကီကိုဘယ်လိုလုပ်ပြီးတော့အုံနောက်ဆေးလို့ရမှာလဲဟာလို့ပြောလိုက်တော့ဂျိတ်ကရရင်ရမှာပေါ့ဟာငါတို့ဒီညပဲစပြီးတော့လုပ်ကြည့်ကြမယ်လို့ပြောလိုက်ပါတော့လေညောင်းတဲ့ခါမှတော့နဒင်းတို့လက်စီတို့လည်းရောက်လာကြပြီ ချက်ကီကိုအုံနောက်ဆေးဖို့ပြင်ဆင်ကြပါလေဒေဗန်တကယ်လုံးဖြစ်ပါမလားဆိုတော့ဂျိတ်ကချက်ကီငါ့ကိုတခုတော့တင်ပေးခဲ့တယ်ကွာဘသူမဆိုစိတ်ဓာတ်ပြောင်းလို့ရင်ပြတ်တယ်လို့ပြောလိုက်ပါလေအဲနောက်မှာတော့ချက်ကီကိုမျက်လုံးပိတ်မရအောင်ကလစ်တွေနဲ့မျက်လုံးကိုထောက်ထားလိုက်ပြီးမျက်လုံးရဲ့ရှေ့တဲထဲမှာဖုန်းနဲ့ဗီဒီယိုတွေကိုဖြန့်ပြဖို့လုပ်ပါတော့တယ်အရေးဆုံးရဲဆက်ဆက်တတ်ဖြတ်တဲ့တွေးတန်ရဲရဲဗီဒီယိုတွေမကောင်းဆိုတာတတ်တော်ကြီးတွေကိုပြတော့ချက်ကီကသဘောကျပြီးအဲအောင်လေငါ့ကိုပေါပေါဆုပ်လေးပေးသမ်းမအောင်လားဟာလို့ပြောလိုက်ပါသေးတယ်အဲနောက်လူတွေတိုက်ပွားခုံချတာ တတ်လိုက်သေးတာဓာတ်နဲ့ထိုးသတ်တာတွေကိုပက်ပက်ဆက်ဆက်လူသေးတာတွေပဲဇက်တိုက်တညာလုံးကိုပြာထားလိုက်ပါလိမ့်ဒါမဲ့အခုဒီဘာမှထူးခြားမလာသေးတော့ဂျိတ်တို့လည်းစိတ်ပြက်လက်ပြက်နဲ့အိတ်ချင်နေကုန်ကြပါပြီဒါမဲ့နောက်ဆုံးမှာတော့ချက်ကီလက်အနှိမ့်ထောင်တွေဇက်တိုက်ကြီးလာတဲ့အချိန်မှာတော့ကြာလာတော့မနေနိုင်တော့ပဲထပြီးတော့တော်တော်အံပါတော့တယ်ပြီးတဲ့အခါမှာတော့တော်ပါတော့ဒါတွေမပြပါနဲ့တော့လို့ပြောလိုက်ပါတော့တယ်အဲဒီမှာဒီဒေဗန်ဟာဒါအလုပ်ဖြစ်တယ်ဟာအကျန်းဖားတဲ့စိတ်ကူးတွေကိုသူအခုစပြီးတော့ယုံနေပြီးတော့ပြောလိုက်ပါတော့တယ် အဲလိုနဲ့နောက်ထပ်အစ်စ်နှစ်အနေနဲ့ချစ်စရာယူနီကွန်းပုံလေးတွေကာတွန်းဗီဒီယိုလေးတွေကိုထပ်ပြီးတော့ပြလိုက်ပါလေအဲလိုနဲ့မိုးပြန်လင်းလာခဲ့ပါပြီလက်စီတို့လည်းအကုန်လုံးအိပ်ပျော်နေကြသလိုချက်ကီးကိုဗီဒီယိုပြထားတဲ့ဖုန်းအားကလည်းကုန်နေပါပြီဂျိတ်ကအရင်ဆုံးနှိုးလာပြီးတော့ချက်ကီးရဲ့မျက်လုံးကကလစ်တွေကိုဖြုတ်ပေးလိုက်ပါလေပြီးတော့ဂျန်တဲ့လူတွေကိုနှိုးလိုက်ပါလေအဲမှရင်ချက်ကီးကဟေးငါဖက်ခံတော့ကြိုက်တယ်ကွာငါချက်ကီးပါဝန်နာပလေးလို့ပြောနေပါတော့တယ်ချက်ကီးကဂျိတ်တို့ကိုမြင်တော့သူတို့မမှတ်မိပါဘူး ဟိုင်းမင်းတို့နေရာဘာလို့လဲငါချက်ကီပါလို့မိတ်ဆက်ပြီးပြောလိုက်ပါတယ်ဂျိတ်ကမင်းမေးတာတွေကိုဖြေဖို့အစင်နေပဲလားလို့မေးလိုက်တော့ချက်ကီကဒါပေါ်လို့ပြန်ပြောလိုက်ပါတယ်အားနဲ့ဂျိတ်ကမင်းဘာလို့ကြောင်းထဲကိုခိုးဝင်လာလဲလို့မေးလိုက်တော့ချက်ကီကငါလည်းမသိဘူးလေလို့ပြန်ဖြေလိုက်တာပါဂျိတ်ကချက်ကီဘယ်နှကောင်ရှိသေးလဲမင်းတို့ဘာတွေလုပ်ဖို့ကြံနေရလဲလို့မေးလိုက်တော့ချက်ကီကအဲ့ဒါလည်းမသိဘူးလို့ပြောလိုက်ပြီးငါစိတ်မကောင်းပါဘူးလို့ပြန်ဖြေလိုက်ပါတယ်တို့ချက်ကီကိုအုံနောက်ဈေးတာကအုံနောက်ဈေးလို့မဖြစ်ပဲမှတ်ညံဖြတ်ပစ်တာဖြစ်သွားတဲ့အတွက် ချက်ကီးကဘာမှအောင်မမှတ်မိတော့ပါဘူး။ဒါပဲချက်ကီးကလူသားသမားတော့မဟုတ်တော့ပဲတကယ်ကို good guy အယုတ်ဖြစ်သွားခဲ့ပါပြီ။ဒေမန်တော့ချက်ကီးကိုမယုံပဲဟဲ့ဒီကောင်ငါတို့လှည့်စားနေတာဖြစ်လိမ့်မယ်လို့သတိပေးနေပါလေ။အဲ့ချိန်မှာချက်ကီးကခုံမမာကြိုးချီခံထားတာကနေလွတ်သွားတဲ့အတွက်ဒေဗန်လက်ပြီးတော့တောက်အောက်ကင်လိုက်ပါလေ။ဒါပေမဲ့ချက်ကီးကသူတို့ကိုအန်ရယ်ပေးတာမဟုတ်ပဲဂျိတ်ရဲ့ဖက်နှက်ကြိုးပြီးနေရကိုသွားပြီးတော့ပြန်ချီပေးနေတာပါ။အဲ့မှာဂျိတ်ကလည်းအန်အောင်သွားပြီးတော့ဒေဗန်သူ့ကိုဘယ်သူကြိုးဖြီးပေးလိုက်တာလဲဆိုတော့ချက်ကီးက မြင်းလေးကတုံးလာနေတဲ့ကျူးကယော့နေတာကွာဒါမဲ့ငါယုံရမှာပြင်းလို့လေလို့အမှန်တိုင်းပဲပြောလိုက်ပါတယ်ပြီးတော့ချက်ကြီးကငါဘိုက်စာနေပြီကွာလို့ပြောလိုက်ပါသေးတယ်ဒေဗန်တော့ချက်ကြီးကိုဘလို့မှမယုံသေးတဲ့အတွက်မင်းတို့ဒီစိတ်စားကောင်ပြောနေရတွေကိုယုံနေရလားဆိုပြီးတော့စိတ်ဆိုးပြီးတော့ထွက်သွားပါတော့တယ်ဂျိတ်ကဒေဗန်ကိုလိုက်ခေါ်ဖို့လုံနေပြီးတော့လက်စီကလည်းလှုပ်ရှားရှိသေးတယ်ဆိုတော့ချက်ကြီးကိုစောင့်ကြည့်ပေါ့နဒင်းပဲကြံနေခဲ့ပါတော့တယ်ဂျိတ်ကနဒင်းကိုစိတ်မချပေမဲ့နဒင်းကငေါ့စိတ်ပူပါနဲ့ဟာငါကလေးထိန်တာတော်ပါတယ်ပြီးတော့ကိုခံပညာလည်းငါ၄နှစ်လောက်သင်မှုတယ် ပြီးတော့ဒီဓာကြီးလည်းရှိတယ်လေလို့ပြောလိုက်ပါတော့တယ်။ဂျေကတော့စိတ်ဆိုးနဲ့ဒေဗန်ကိုလိုက်ပြီးတော့ခေါ်နေခဲ့တာပါ။ဒေဗန်အနေမရှိတဲ့ချက်ကီးဆိုတာတစားစီခုတ်ထိပ်ပြီးတော့မီးရှို့ပစ်ထားတဲ့ကောင်မဲရှိမှာဒါတော့မသေးကြသေးဘူး။သူ့ကိုဆက်ခေါ်တိုင်းတယောက်တော့တေးမှာပဲလို့ပြောပါတယ်။ဂျေကငါတို့သူ့တကယ်ပြောင်းလဲလိုက်နိုင်တာဆိုရင်ရောသူငါတို့ကိုကူညီကူညီနိုင်မှာလို့ပြန်ပြောပါတယ်။ဒေဗန်ကသူ့မင်းကိုတတ်လိုက်ရောငါဘာဆက်လုပ်ရမှာလဲလို့မေးလိုက်ပါတယ်။ဂျေကတော့ငါဒီလိုဆက်လုပ်မှဖြစ်မယ်ကွာ။မတူညီတဲ့နီးနဲ့လုံးမှဖြစ်မှာ ငါအမြဲတမ်းအပြစ်ရှိသူခံစားနေရတယ်ကွာငါ့ဟုံကခွင်းလုံးနိုင်မှုဆိုရင်ချက်ကီကိုအရင်ခွင်းလုံးမှရမယ်လို့ပြောလိုက်ပါတယ်ဒေဗန်လည်းဘာမှမပြောနိုင်တော့ပဲဂျိတ်ကအခုမင်းချက်ကီကိုဘာမှမလုပ်ပါနိုင်ဘူးလို့ပြောလိုက်တော့ဒေဗန်လည်းသဘောတူပေးလိုက်ပါတယ်ပြီးတော့သူတို့နှစ်ယောက်နားလည်မှုရသွားကြပြီးတော့ဂျင်ဂျင်နာနာနဲ့ဖတ်နေကြတော့မှပဲ Father Price ကသူတို့နှစ်ယောက်ကိုမြင်သွားခဲ့ပါတော့တယ်ဂျိတ်တို့ညောင်ကဖဲဟုန်နေမှာကပဲရှလုတ်ပါရှလုတ်နေတဲ့အတွက် Father Price လေဂျိတ်တို့အကြောင်းတေချာပေါက်တီသွားခဲ့တော့တာပါ လက်စီကတော့ခန်းထဲမှာဘာမှမရှိဘူးထင်ပြီးတော့ဈေးအဖီတို့ကိုသွားဖွင့်နေပါတယ်။ဒါမဲ့ Sister Ruth ပေါ်လာတဲ့အတွက်လက်စီလည်းအော်ခေါင်းကိုက်လို့ aspirin လေးများရမလားလို့မေးလိုက်တာပါ။ Sister Ruth ကလည်းတော့ခတ်ထားတဲ့ဈေးဖီတို့ဖွင့်လိုက်ပြီးတော့လက်စီကို aspirin ပေးလိုက်ပါတယ်။လက်စီတောင်ဈေးကန်တွေကထွက်လာတဲ့အချိန်မှာပဲ Trevor ပေါ်လာပြီးတော့နေအခုဈေးကန်ဈေးတွေပါခိုးနေပြီလားလို့မေးလိုက်ပါတယ်။ပြီးတော့ဒီလိုနေရာမျိုးမှာအသက်ရှင်နေရင်ကို့ထက်အားကြီးတဲ့လူကိုယုံကြည်ဖို့လိုတယ်။ဒီနေရာမှာငါအနေနဲ့အားကြီးတဲ့လူပဲလို့ပြောလိုက်ပါတယ်။ပြီးတော့ နေအောင်နားမလဲငါနေအတွက်ဒီညငဲလို့ဖြစ်အောင်လှုပ်ပေးလိုက်မယ်လို့ချိန်ချောက်လိုက်ပြန်မာတော့လေဒီကတော့ traveler သူတော်ကောင်းအောင်မဆောင်တော့ပဲပေါ်တင်ကိုလက်စီကိုဖျဲနေပါပြီလက်စီကလည်း traveler ကိုဒီညငါအတွက်ဒီထပ်ဖို့မစိုးနိုင်တော့ငါ့ကိုလာပြီးတော့ဖျဲချောင်းမနေနဲ့လို့ပြောလိုက်တာပါအဲ့အချိန်မှာပဲသူတို့ဖျားချောင်းကို delivery ပို့တဲ့ကားကထပ်ပြီးတော့ရောက်လာခဲ့ပါတယ် delivery ပို့တဲ့သူယူလာတဲ့ parcel ဒုတ်ကတော့ချက်ကြီးရွယ်စားလောက်ရှိတဲ့အထုပ်ပဲဖြစ်နေပြန်ပါတယ်နောက်တစ်ခါမှတော့ Jane နဲ့ Devan တို့အကြောင်းကိုတီးသွားပြီဖြစ်တဲ့ Father Bright က ဒေဗန်လာတာကိုစောင့်နေပြီးတော့သူနဲ့တူဘုရားကျောင်းနဲ့လိုက်ခဲ့ဖို့ခေါ်သွားခဲ့ပါတော့တယ်။တဖက်မှာနာဒင်းကတော့ချက်ကီနဲ့အစီအပြေနေပြီးတော့သူငငယ်ကမွေးခဲ့ဘူးတဲ့ကြောင်လေးကြောင်ကိုချက်ကီကိုပြောပြနေတာပါ။အမဲချက်ကီကလည်းနာဒင်းပြောမြောက်နားထောင်ပြီးတော့သဘောတူကြားနေပါတယ်။အဲဒီချိန်မှာပဲဂျိတ်နဲ့လက်စီလိုပြောင်းလာပြီးတော့ဂျိတ်ကဘိုက်စာနဲ့ချက်ကီတို့ကပန်းသီးတလုံးယူလာပေးပါတယ်။ချက်ကီပန်းသီးစားနဲ့ပုံစံလေးကချစ်စရာကောင်းနေတော့နာဒင်းရောလက်စီပါမနေနိုင်တော့ပဲချစ်စရာလေးနော်လို့ပြောလိုက်ကြပါတော့တယ်။အခုတော့ဒေဗန်ကလွဲလို့အကုန်လုံးက ဒီသူတော်ကောင်းချက်ကီလေးကိုဝိုင်းချင်းနေကြပါပြီ။ဂျိတ်ကဒေဗန်ခုထိပြန်မြောက်သေးလို့စိတ်ပူနေပြီးတော့လက်စီကနေပဲခဏနေပြန်လာမှာပေါ့ဟာလို့ပြောလိုက်ပါတယ်။ပြီးတော့ဂျိတ်နဲ့နဒင်းတို့ကအတန်းရှိတဲ့အတွက်ချက်ကီကိုဒီကစောင်းကြည့်ဖို့ကလက်စီရဲ့တာဝန်ဖြစ်လာခဲ့ပါပြီ။နဒင်းကငါတို့ပြီးရင်ဘာဆက်လုပ်ကြမှာလဲ။ညနေကြလို့မှအယုတ်ကိုပြန်လာမထိုင်းဖာသာဘရိုက်ကငါတို့အပြစ်ပေးတော့မာလို့ပြောပါတယ်။ဂျိတ်ကအဲ့ဒီဖာသာဘရိုက်ကိုစောက်ကြီးကိုမဆိုင်ဘူးဟာလို့ပြောလိုက်တော့နဒင်းကအုံးမလေးပြောစရာကြီးပဲဟာလို့ပြောလိုက်ပါတော့တယ်။တပတ်မှဒေဗန်တော့ဘုရားကျောင်းထဲမှာအလုပ်တွေလုပ်နေရပြီး ်ဂျိတ်ကသူ့ကိုရှာတွေ့သွားပါလေဂျိတ်ကမင်းဘာလုပ်နေရလဲလို့မေးလိုက်တော့ Father Bright ကချက်ကီယုတ်ကိုပြန်မထားမချင်းငါ့ကိုအလုံကျန်းတွေခိုင်းတာတယ်လို့ဒေဗန်ကပြောလိုက်တာပါပြီးတော့မင်းချက်ကီကိုခေါ်ထားသမျှငါတို့ဒုက္ခရောက်နေမှာပဲလို့ဂျိတ်ကိုပြောလိုက်ပါလေဂျိတ်ကငါစိတ်မကောင်းပါဘူးကွာငါဒါအောင်ရအောင်ဖြေရှင်းပေးပါမယ်လို့ဂရီပေးပြီးတော့ပြန်ထွက်သွားခဲ့ပါတော့တယ်ချက်ကီကတော့လက်စီကိုအယုတ်တွေပဲလာလေနေကြိုက်ဆုံးတန်းကဘာလဲနေ့စဉ်ကဘာလို့ရမ်းတောက်ပါနေရတာလဲဆိုပြီးတော့အမျိုးမျိုးမေးခွန်းတွေလိုက်ထုတ်နေကြတာပါ ပြီးတော့နေ့မှာဘဲရှိလားလို့မေးလိုက်တော့လက်စီလဲအရန်ကိုဝမ်းနေသွားပြီးအရင်ကရှိဘူးတယ်သူ့နိုင်မယ်ကဂျူနီယာလို့ပြောပြလိုက်ပါတယ်ဂျက်ကီက "तू ကသဘောကောင်းလား"လို့မေးလိုက်တော့လက်စီကအေးဘော်ဟာ "तू ကအရန်ကိုသဘောကောင်းတာလို့ပြောလိုက်ပါတယ်ဂျက်ကီကဂျူနီယာဆိုရင်နာမည်ကလှလိုက်တာဆိုပြီးပြောနေတော့လက်စီလဲမနေနိုင်တော့ပဲအခန်းထဲကနေထားပြေးသွားခဲ့ပါတော့တယ်တပတ်မှနဒင်းကတော့အပြစ်ဝေခံတဲ့အခန်းထဲကိုရောက်နေခဲ့ပါပြီဖာသာအိုမယ်လီကဒီခါတော့ပြေးလို့မရတော့တဲ့အတွက်နဒင်းပြောများကိုနားထောင်ရပါတော့မယ် နတရားအရင်ဆုံးသူ့အခန်းပေါ်လက်စီအကြောင်းတွေကိုပြောပြနေပြီးလက်စီကစီးဆွဲနေတဲ့ထင်းနဲ့ဒါမဲ့ तू ကအရင်မိုက်တာပဲ तू စပင်းတွေကလည်းတောက်ပြောင်နေတာပဲလို့ပြောနေခဲ့ပါတယ်ပြီးတော့ Trevor အကြောင်းနဲ့ Jackie အကြောင်းတွေလည်းပြောပါတော့တယ် Jackie ရုပ်ကအသက်ရှင်နေလို့ပြောပေမဲ့ Father Omelie ကနတင်းတယောက်ရှောက်ပြောနေတာပဲထင်နေတဲ့အတွက် तू ပြောတာကိုစိတ်ဝင်စားခြင်းမရှိခဲ့ပါဘူးအဲ့ဒီအချိန်မှာပဲ Father Omelie နောက်ကနေအသေးရောက်လာတဲ့တစုံတကီကပေါ်လာခဲ့ပါတော့တယ်တစုံတကီက Father Omelie ကိုလဲဆွဲသူနဲ့အနောက်ကနေလဲပြီးငုံညက်သနေပါပြီ ဖာသာအိုမယ်လီကလေဘင်းညစ်ခံထားလို့အသံမထွက်နိုင်ဖြစ်နေပါတယ်။နဒင်းလည်းဖာသာအိုမယ်လီအသက်ခံရတာကိုမသိပဲသူ့အကြောင်းတွေပဲဇက်တိုက်ဖော်ပြီးတော့ပြောနေခဲ့ပါတယ်။မကြာခင်မှာပဲဖာသာအိုမယ်လီတယောက်တည်ဆုံသွားခဲ့ပါတော့လေ။နဒင်းကတော့ဖာသာအိုမယ်လီကိုသူပြောချင်တာတွေပြောပြီးတော့အပြည့်ဝင်ခံပြီးပြီဆိုပြီးတော့အေးဆေးပဲထွက်သွားပါတော့တယ်။နဒင်းကသူပြည့်ဝင်ခံပြီးပြီဆိုတော့ပျော်ပြီးတော့အခန်းထဲကိုပြန်လာနေတဲ့အချိန်မှာတော့လက်စီကဂျူနီယာကိုတရိယာသွားတဲ့အတွက်တန့်ချိန်ခန်းထဲမှာငိုနေခဲ့ရှာပါတယ်။ နရင်းတယောက်အခန်းထဲကိုပြောင်းတော့လက်စီရောချက်ကီကိုပါမတွေ့တော့တဲ့အတွက်လှမ်းပြီးတော့အခန်းထဲကနေပြေးထွက်သွားခဲ့ပါတော့တယ်။တပတ်မှာ Father Bright က Sister Catherine နဲ့စကားပြောနေပြီးတော့ Sister အပြစ်မရှိတဲ့ကလေးတယောက်ကိုအပြစ်ပေးလို့မရဘူးလေလို့ပြောနေပါတယ်။အဲဒီအချိန်မှာပဲ Jake ရောက်လာပြီးတော့ဆရာ Devin ကိုအလုပ်လုပ်လို့မရဘူးလေလို့ပြောလိုက်ပါတယ်။ Jake ကဒေါသထွက်နေပြီးတော့ Devin ဘာမှမလုပ်ထားဘူး။သူနဲ့ဘာမှမဆိုင်ဘူးလို့ထပ်ပြောလိုက်ပါတယ်။ Father Bright ကတော့ Jake ကိုဘာမှမပြောတော့ပဲထွက်သွားခဲ့ပါတယ်။နတင်းကလက်စီကိုတန်းစင်ကန်းထဲမှာလာရှာနေပြီးတော့ လက်စီငိုနေတာကိုမြင်သွားခဲ့ပါတယ်လက်စီကဒီတခါတော့နတင်းကိုရေဖွင့်နေပြီးငါအစီအမေလိုဟန်ဆောင်နေရတာပင်ပန်းနေပြီဟာလူနဲ့ငေါ့စမတ်ကြတယ်လှတယ်လို့ထင်နေကြငါလည်းလူတွေအဲ့လိုမြင်အောင်ဟန်ဆောင်နေရတာလို့ပြောလိုက်ပါတယ်နတင်းကငါစိတ်မကောင်းပါဘူးဟာလို့ပြောလိုက်ပြီးငါဘာမှတိတ်မကူညီပေးနိုင်မိမဲ့နေ့ရက်တငယ်ချင်းကောင်းတော့ဖြစ်နိုင်ပါတယ်တငယ်ချင်းကောင်းတွေဆိုတာဘာဖြစ်ဖြစ်အတူတူကြော်ဖြတ်နိုင်တယ်လေလို့ပြောလိုက်တော့လက်စီလည်းစိတ်သက်သာရသွားခဲ့ပါတယ်နတင်းကငါခန်းထဲမှာအိုရီယိုတွေဖွက်ထားရှိတယ်အိုရီယိုစားပြီးရင်ဘယ်သူမှဝမ်းမနေနိုင်တော့ဘူးလို့ပြောလိုက်ပြီး ်လက်စီရလက်ကိုကင်ပြီးတော့အားပေးလိုက်ပါတော့တယ် Father Bright ရောက်သူခဲရဲပြောင်းလာတော့ဇပွဲကုန်မမချက်ကီရောက်ရောက်နေတာကိုမြင်လိုက်ရပါတယ်အားနဲ့ Father Bright ကအလုံးလုံးနဲ့ Devan စီကိုသွားပြီးတော့လောက်တာတော်တယ် Devan မင်းသွားလို့ရပြီ Jake ကအယုတ်ကိုပြန်လာထားပြီလို့ပြောလိုက်တော့ Devan လည်းအံ့ဩသွားပါတယ် Devan ကအဲ့ဒါဆိုအယုတ်ကဆရာအခန်းထဲမှာတကောင်လေးပို့လို့မေးလိုက်တော့ Father Bright ကထားလိုက်ပါလို့ပြောပြီးတော့ထွက်သွားခဲ့ပါတော့တယ်အဲ့ဒီမှာ Traver ကတော့ Lassie တို့အခန်းထဲကိုခိုးဝင်မလို့နေခဲ့တာပါ။ Lassie ရောနဲ့တင်ရောအခန်းထဲမှာမရှိတာသိသွားတော့ ဒရိုင်ဘာကအခန်းထဲကိုဝင်လိုက်ပါတယ်ပြီးတော့လက်စီရဲ့အန်ဆွဲတဲ့ကိုဆေးလုံးထည့်ပြီးတော့လက်စီကိုကြောက်ချဖို့လုပ်နေပါတော့တယ်ဒါပေမဲ့ဒရိုင်ဘာတယောက်အခန်းထဲကပြန်ထွက်မဲ့အချိန်မှာပဲအခန်းထဲကိုချက်ကီဝင်လာတာကိုမြင်လိုက်တဲ့အတွက်ဒရိုင်ဘာတယောက်ကြောင်သွားခဲ့ပါတော့တယ်ချက်ကီကတကားကိုပိတ်လိုက်ပြီးတော့ဘာမှပြောပဲဒရိုင်ဘာမျက်ခွက်ကိုပိတ်ထိုးလိုက်တဲ့အတွက်ဒရိုင်ဘာလည်းလွင့်ထွက်သွားပြီးတော့ဗဇက်ကသွေးတွေကျလာခဲ့ပါတယ်အဲနောက်ဒရိုင်ဘာပြန်ထလာပြီးတော့ကြောက်လန့်တကြားနဲ့မလုံပါနဲ့လို့တောင်းပန်နေပေမဲ့ အသေးရောက်လာတဲ့လူသားသမားချက်ကီကတော့ဒရပါရင်ဘတ်ကိုအပေါက်ကြီးပြောင်းလက်နဲ့ထိုးပေါက်ပြစ်လိုက်ပါတော့တယ်ပြီးတော့ချက်ကီကတဟင်း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 နဲ့ရီပြီးတော့တွေ့လာငါအမြဲတမ်းလက်မောင်းကျင်းတယ်ကွာလို့ပြောလိုက်ပါသေးတယ်လက်စည်းကိုကြောက်ချခြင်းနဲ့ဒရပါကတော့ရင်ဘတ်မှာဟောင်းလောင်းပေါက်ကြီးဖြစ်ပြီးတော့တေဆုံးသွားခဲ့ပြီဖြစ်ပါတယ်အဲနောက်ခန်းထဲကိုပြောင်းလာတဲ့လက်စည်းနဲ့နဒင်းတို့ကတော့ရင်ဘတ်မှာဟောင်းလောင်းပေါက်ကြီးဖြစ်ပြီးတည်နေတဲ့ဒရပါရဲ့အလောင်းကိုကျမ်းမြေပေါ်မှာတွေ့လိုက်ကြပါတော့တယ်နဒင်းရောလက်စည်းရောနှစ်ယောက်စလုံးလန့်ဖြန့်နေပြီးတော့အဲ့ဒီအချိန်မှာပဲ ဂျိန်းနဲ့ဒေဗန်တို့လည်းရောက်လာခဲ့ကြပါတယ်ဒေဗန်ကချက်ကီရုပ်ကိုဖာသာဘရိုက်ကိုပြန်ပေးလိုက်တာလားလို့ဂျိန်းကိုမေးတော့ဂျိန်းကမဟုတ်ဘူးငါချက်ကီကိုလက်စီနဲ့ထားထားခဲ့တာလို့ပြောလိုက်ပါတယ်အိုင်မာတွေအကုန်လုံးကထရဘာကိုတတ်တာသူတို့အုံအောင်ဆေးလိုက်တဲ့ချက်ကီပဲလို့ထင်နေခဲ့ကြတော့တာပါချက်ကီကထရဘာကိုတတ်ပြီးတော့ဖာသာဘရိုက်ဇဝဲပေါ်မှာသွားနေတာဖြစ်မယ်လို့ဒေဗန်ကပြောလိုက်ပါတယ်သူတို့တွေအခုထိချက်ကီနောက်တစ်ကောင်ရောက်နေရကိုမသိကြသေးပါဘူးအဲ့ဒီမှာပဲစစ်စာရူကအခန်းတွေကိုစစ်ဆေးဖို့လာနေခဲ့ပါပြီ။ထရဘာအလောင်းဒီတိုင်းသာထားလို့ရှိရင်တွေ့သွားရင် သူတို့တွေပြဿနာကြီးကျယ်တက်ကြတော့မှာပါအဲ့ဒါနဲ့ travel အလောင်းဘီရိုတဲထဲ့ဖွက်ပြီးတော့ဂျိန်းနဲ့ဒေဗန်တို့လည်းဘီရိုတဲကိုဝင်ပုန်းနေကြပါတယ်ဂျမ်းမင်မောကသွေးကွက်ကြီးကိုတော့အေရခင်းတွေစောင်းတွေနဲ့အုပ်ထားလိုက်ပါတယ်လက်စီကသူ့အန်ဆွဲကိုဖြွင့်ကြည့်လိုက်တော့ travel ထဲ့တာဆေးတော့မြင်သွားတဲ့အတွက်သူ့အိတ်ထဲထဲ့သိမ်းထားလိုက်ပါတယ်အဲ့နောက်တော့လက်စီနဲ့နှစ်တင်းကဂျမ်းမင်မောမှာအယုတ်တွေနဲ့စော့နေသလိုမျိုးဟန်ဆောင်နေပါတယ်ဆစ်ဆာရုကအထဲဝင်လာပြီးတော့ဂရင်အောက်တွေကိုလိုက်ပြီးတော့ဆေးဆေးနေပါတယ်ဘီရိုကိုဖြွင့်ကြည့်မှာဆိုလို့နှစ်တင်းကဆစ်ဆာရုကို အာယုံနောက်လိုဘက်တီးရီးယားပိုးတွေအကြောင်းရှောက်ပြီးတော့ဇက်တိုက်လိုင်းမေးနေတဲ့ဆစ်စာရုလည်းနဒင်းဒံကိုမခံနိုင်တော့ပဲဆစ်ဆေးတာပြီးပြီဆိုတော့အခန်းထဲကနေပြန်ထွက်သွားခဲ့ပါတော့တယ်။အဲဒီအချိန်မှာသူတော်ကောင်းချက်ကီလေးက Father Bright ရဲ့ခုံမမထိုင်နေတာဖြစ်ပြီးတော့ယူနီကွန်းချောင်းတချင်းထိုင်ဆိုနေခဲ့တာပါ။အဲဒီအချိန်မှာအခန်းတကာပွင့်သွားပြီးတော့လူသားသမားချက်ကီဇိုးကြီးကဝင်လာခဲ့ပါတော့တယ်။ဒီချက်ကီကတော့တကယ့်ကိုစံစားပုံစံကြီးဖြစ်ပြီးတော့အင်ဂျီတွေပြဲနေသလိုဗလာတွေစစ်ပတ်တွေကိုလည်းမြင်နေရပါတယ်။သူကဂျိတ်ကငါးဆင်းထဲမှာရှိတယ် ေဗန်နဲ့လက်စီယောပဲလို့သူတော်ကောင်းချက်ကီကိုပြောလိုက်ပြီးတော့တခီဟီတဟားနဲ့ရင်းနေရင်းနေပဲဒီပိုင်းလေးကဒီနားမှာခေတ္တခဏပြီးဆုံးသွားခဲ့ပါလေဟုတ်ကဲ့ပါဒီနေ့ရက်ဒီဆက်မှုကတလောက်ပါပဲခင်ဗျနောက်နေ့မှာပိုင်းဆက်တွေကိုဆက်လက်ပြီးတော့တင်ဆက်ပေးဦးမှာဖြစ်တဲ့အတွက် channel ကို subscribe လုပ်ဘေးနားအကောင်လောက်နှိပ်ပြီးတော့စောင့်ကြည့်နိုင်ကြပါလေ ဒီနေ့မှာအစားဆုံးလိုက်ပါကြည့်ရှုအားပေးခဲ့တဲ့အချိန်ပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းညာကိုကျေးဇူးတူပဲတင်ရှိပါရခင်ဗျာကျွန်တော်အန့်ခင်မူပါ